မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ဘူရိုရိုင်းမှုန်တိုင်းအကျဉ်းချန်နေကြောင့်မိုးသေးထန်စွာရာသောင်းနိုင်တဲ့အတွက်အလက်ရှိရေကြီးရေရှာမှုတွေဖြစ်ပေါ်နေတဲ့မကွေးနယ်၊စကိုင်းတိုင်းကဒေသတွေအပြင်တောင်ပေါ်ဒေသတွေမှာလည်းတတိထားဖို့လိုအပ်တယ်လို့မိုးလေဝသခန့်မှန်းသူတွေကပြောပါတယ်။စက်တင်ဘာ30ရက်ဒီနေ့ကနေလမတ်9ရက်အတွင်း AR တိုင်း၊ပဲခူးတိုင်း၊ချင်းပြည်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့နေပြည်တော်အပြင်ကရင်နေပြည် ၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးရေချိန်၄လက်မကနေ၈လက်မအထိရွာသွန်းနိုင်တယ်လို့မိုးလေဝသခန့်မှန်းသူတွေကခန့်မှန်းထားကြပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့မိုးကြီးနေလို့လက်ရှိမြို့အနှိမ်ပိုင်းတွေကိုရေဝင်ရောက်နေပြီဖြစ်တဲ့ကရင်ပြည်တိုင်းကောမြို့နေအမျိုးသမီးတဦးကအခုလိုပြောပါတယ်။ရေရကွာရေရ9လပိုင်းချစ်လာပိုင်းကနေရေရတက်နေတာရေရတရေရတက်နေအင်းတဲ့ရေချမ်းပြီးတော့ကွာ အာအခုကပိုတက်လာတာပေါ့ရေချောင်းပေးတစ်ချောင်းဆိုရင်မနေတော့ဘူးလူနေအိမ်တွေမှာလူသိပ်ပြီးရှိတော့တချို့တချို့နေရာတွေကတော့နေလို့ရတဲ့လူတွေကနေနေသေးတယ်အခုအခုကဒီဘက်ကောင်မအဲ့လောက်မိုးမကြီးဘူးကွာဟိုအပေါ်ရေပဲလာနေတာအပေါ်ရေဆိုတော့အဲ့အင်းသေးရေပေါ့အင်းသေးအင်းသေးကနေလာတဲ့ရေကတော့မိုးပြင်းကြီးကတည်းကလာဆူပြီးတော့ဒီဘက်ကိုရေဘယ်လိုချောင်းဘက်ကို လွတ်ပေးရလေသူကတည့်ရတည့်ရကိုနှစ်ပေလောက်လွတ်နေတာနှစ်ပေခုတော့ပို့လွတ်လာမသိခုရေချောင်းရေကတောက်လာပြီတောက်ပြီအညောင်းတိုင်းတက်လာတာအမ်ဈေးတဲ့ကိုနည်းနည်းရောက်လာပြီပေါ့ဒီဈေးညောင်းကတောက်လာရင်တော့ငါရက်ကွက်ထဲရောက်မှာပေါ့ငါရက်ကွက်နဲ့ရေချောင်းနဲ့ကတော်တော်ဝေးသေးတယ်ပေတရာကျော်လောက်ဝေးသေးတယ်အဲကြတော့ဘဝဖြစ်ဘူးရေချောင်းဘေးမှာရှိတဲ့အိမ်တွေကတော့ရေမြုပ်နေတာအရင်လားတွေကနေအောင် ီးခဲ့တဲ့စက်တင်ဘာ20ရက်နောက်ပိုင်းဘင်္ဂလားပင်လယ်အော်ကဒေဖီအားနဲ့ရေဝေါ်နဲ့တောက်လျုပ်ပင်လယ်ကရာဂါစာမှုန်တိုင်းရှိရင်းကြောင့်ရှမ်းပြည်တောင်ပိုင်းနေပြည်တော်မကွေးတိုင်းနဲ့ပဲခူးတိုင်းတွေမှာရေကြီးညစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။စက်တင်ဘာ24ရက်မှာရွာငံမြို့နယ်အတွင်းမြေပြိုမှုကြောင့်စစ်ဆောင်ဆဲဦးသိဆုံးခဲ့တယ်လို့မကွေးတိုင်းနမောင်းမြို့နယ်မှာလည်းစက်တင်ဘာ28ရက်မှာဆဲချိုးကျခဲ့လို့ဆဲအောက်ဘက်မေဆလီပီရွာကဒူးနေအိမ်တွေမြောပါပြီးမိသားစုလိုက်သိဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါအပြင်မကွေးတိုင်းရောဒေတာမှာတောင်ကြရေကျဆင်းခဲ့တာကြောင့်ချောင်းရေရှမ်းလာတွေဖြစ်ခဲ့တဲ့အပြင်မကွေးတိုင်းရေနယ်ကြောင်းမြို့နယ်မှာလည်းချောင်းရေကြီးမှုတွေညီပြူမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ရွာလုံးကျွတ်ရွှေပြောင်းနေရတာလို့ရှိတယ်လို့ဒေတာခန့်တွေကပြောပါတယ်။လက်ရှိမှာလည်းရေကြီးရေရှမ်းမှုကိုခန်းစားနေရတဲ့အင်္ဂလိပ်ဒေတာခန့်တအူကတော့အခုလိုပြောပါတယ်။ကျွတ်ပြူဆင်းမှုအနေနဲ့ကြတော့ဒီဖက်ဒီမှာတော့ကျွန်တော်တို့ဒီမြို့ပေါ်ဖုံးကြောင်းတွေမှာပဲရွှေပြီးတော့နေကြတယ်။ ဒီကဟိုအင်းအင်းမှာကြတော့လေတို့ဟူဒီတချို့ဝါအိမ်တွေကတော့အခုချိန်ကြီးမြုပ်နေတုန်းပဲဆီယံကာဝါအိမ်တွေတွေအဲခြေတရှိအိမ်တွေတော့အခုချိန်ကြီးမြုပ်နေတော့ပဲနှစ်ထပ်အိမ်တွေကလည်းမြုပ်နေတုန်းပဲနှစ်ထပ်အိမ်ဥမာနှစ်ထပ်အိမ်တရာရှိရဲ့ဆိုရင်30ကတော့အခုမြုပ်နေနေရပေါ့အရေးအောက်ထပ်တစ်ထပ်ပေါ့အောက်ထပ်တစ်ထပ်မြုပ်တော့သူကအပေါ်ထပ်မှအဲ့လိုမျိုးစုပြီးတော့နေကြတာပေါ့နော်အဲ့လိုမျိုးတော့ရှိနေရဗျာ လက်ရှိဘင်္ဂလားပင်နယ်မှာလေဘီအာနဲ့ရေဝန်းကရှိနေသေးပြီးတောင်တရုတ်ပင်နယ်ကလာမဲ့တိုင်ဖုန်းမုန်တိုင်းဘူအရိုင်းအချိန်ကြောင့်မြန်မာနိုင်ငံမှာမိုးကြီးမဲ့တတိပေးချက်တွေကိုထုတ်ပြန်နေကြတာပါဖြစ်ပေါ်လာမဲ့ရာသီဥတုအခြေအနေရမြေကြီးကြီးတာတွေရုပ်တရက်ရေကြီးတာတွေတောင်ကျချောင်းရေလျှံတာတွေအပြင် မြေပြိုတာတွေလေပြင်းတိုက်ခိုက်တာတွေကိုသတိပြုကြဖို့မိုးလေဝသခန့်မှန်းသူတွေကတတိပေးထားပါတယ်